ခြေစပွဲအောင်မခွင့်ရတဲ့အများကြီးရှိနေတဲ့ယူဆက်ခွန်အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ Sport Galaxy မြန်မာ Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ လက်ရှိမြန်မာနိုင်ငံမှာအင်ရှင်ဖြစ်ကျင်းပနေတဲ့ယူဆက်ခွန်အာရှဖလားခြေစစ်ပွဲမှာတော့အင်ရှင်မြန်မာအသင်းကတော်တော်အခြေအနေကောင်းနေတယ်လို့ပြောရမှာပါ။နှစ်ပွဲကစားနှစ်ပွဲနိုင်လာပြီးအားရလောက်စရာခြေစွမ်းမျိုးမဟုတ်သေးပေမဲ့ပြည်သက်တွေရဲ့ယုံကြည်မှုနဲ့အားပေးမှုတွေကိုအခိုင်အမာရရှိပြီးနေပါပြီ။အာဖဂန်နစ္စတန်နဲ့နီပေါ်တို့ကိုထိုက်တိုက်တန်တန်အနိုင်ယူနိုင်ခဲ့ပြီး၆မှတ်တိစုဆောင်ထားနိုင်ခဲ့ပါတယ်။ဒါပေမဲ့လည်းအုပ်စုတက်ဖို့စိတ်ချရပြီလားဆိုရင်တော့စိတ်မချရသေးပါဘူး။ဒါပေမဲ့အခွင့်အရေးကတော့ရှိနေပါသေးတယ်။တကယ်ဆိုဒီအုပ်စုကတသိန်းနဲ့တသိန်းတော်တော်မျှတဲ့အုပ်စုလို့ပြောရပါမယ်။အုပ်စုတွင်၅သိန်းတော့ ပါပေမဲ့တသိန်းနဲ့တသိန်းကခြေစွမ်းကွာဟမှုအရင်မကြီးမှပဲကြီးလို့ကောင်းနေတာပါပြီးခဲ့တဲ့အာရှချန်ပီယံလီးဂ် ISPE ဆိုရင်ကြားတဲ့အသင်းတွေကအင်အားရန်ကြီးနေတော့ပွဲကစားရင်တော့နောက်တန်းမှာပြုံကစားနေရတာပါဒါပေမဲ့အခုတစ်ခါမှာတော့ပါဝင်တဲ့အသင်းတွေဖြစ်တဲ့မြန်မာ၊အိုမန်၊ဆီးရီးယား၊နီပေါ်၊အာဖဂန်နစ္စတန်တို့အသင်းတွေအကုန်လုံးကမျှမျှတတရှိနေပါတယ်ဒီထဲမှာမှအဓိကကမြန်မာ အိုမန်စီးရီးယားတို့တုံးသိမ်းမှာတော်တော်ပြိုင်ဆိုင်မှုပြင်းထန်နေပြီအခုဆိုနောက်တစ်ဆင့်တက်ဖို့အရေးအဆင့်တနေရာကိုလူနေရပါပြီအသင်းတွေကကွာဟောင်းမှုတိတ်မရှိရတဲ့ကြားတယ်အဆင့်တသင်းကပဲနောက်တစ်ဆင့်တက်မှာဆိုတော့တေချာပေါက်ကိုနှစ်သင်းကကြံခဲ့ရမှာပါလက်ရှိအဆင့်ရက်တီမှုကိုကြည့်မယ်ဆိုရင်မြန်မာနဲ့အိုမန်တို့ကနှစ်ပွဲကစားနှစ်ပွဲနိုင်တဲ့6မှတ်စီးရီးယားက3ပွဲကစားနှစ်ပွဲနိုင်2ပွဲရှုံးတဲ့6မှတ်အာဖဂန်နစ္စတန်ကနှစ်ပွဲကစားနှစ်ပွဲရှုံးနီပေါ်ကတော့3ပွဲကစား3ပွဲရှုံးတဲ့ရမတ်စုဆောင်းထားနိုင်တဲ့မျိုးမရှိသေးပါဘူးလက်ရှိမှာမြန်မာအသင်းကအိုမန် မန်နဲ့ဆီးရီးယားနှစ်သင်းနဲ့ရှင်ပြိုင်မှုကြံသေးပါတယ်။နိုဝင်ဘာလ28ရက်နေ့ညနေ4နာရီမှာအိုမန်နဲ့ကစားသွားမှာဖြစ်ပြီး30ရက်နေ့ညနေ4နာရီမှာတော့နောက်ဆုံးပွဲဖြစ်ဆီးရီးယားနဲ့ရှင်ပြိုင်သွားရမှာပဲဖြစ်ပါတယ်။ ဒီထဲမှာမှအိုမန်ကအဓိကပါပဲတော်တော်ကိုသတိထားရမှာပါသူတို့ကစီးရီးယားလိုအသင်းတွေတောင်ရှင်ပြိုင်ပြီးပြီဖြစ်ပြီးအနိုင်ယူပြထားတာပါတကယ်လို့မြန်မာအသင်းကနောက်တစ်ဆင့်တက်ရောက်ချင်ရင်တော့ကြံရှိတဲ့အိုမန်နဲ့စီးရီးယားနှစ်ပွဲကိုတပွဲနိုင်တပွဲသိရလောက်တော့ကစားမကိုရမှာပါပို့ပြီးစိတ်ချချင်ရင်နှစ်ပွဲလုံးနိုင်မှာပဲစိတ်ချရပါလိမ့်မယ်နိုင်မို့ဆိုတာကလည်းတော်တော်ခက်ခဲမှာပါဘာလို့ဆိုတော့တပတ်ကအသင်းတွေကလည်းဒီလိုနိုင်ငံတကာအသီးမှတ်ပြုပြိုင်ပွဲမျိုးကိုဝင်ခွင့်ရဖို့အစွမ်းကုန်ကြိုးပမ်းကြမှာမို့လို့ပါအုပ်စုခဏစုကခြေစစ်ပွဲအောင်တဲ့အသင်းတွေက2026ခုနှစ်မေလ9ရက်ကနေ20 2024ရက်အထိ Saudi Arabia နိုင်ငံကအင်ရှင်အဖြစ်လက်ခံကျင်းပသွားမယ်2026 AFC ယူဆက်ခွန်အာရှဖလားပြိုင်ပွဲဝင်ရောက်ရှင်ပြိုင်ခွင့်ရရှိသွားမှာပါ16သင်းကျင်းပမှာဖြစ်ပြီးတော့ခြေစပွဲအောင်အသင်း9သင်းနဲ့အတူအာရှဖလားပြိုင်ပွဲတို့အရေးချင်းပြည့်မီပြီးသားအသင်း9သင်းတို့စုပေါင်းရှင်ပြိုင်သွားကြမှာဖြစ်ပါတယ်အသင်းတွေကတော့ Qatar, Saudi Arabia, Uzbekistan, South Korea မြောက်ကိုရီးယားဂျပန်တာဂျီကစ္စတန် UAE နဲ့အင်ဒိုနီးရှားအသင်းတို့ပဲဖြစ်ပါတယ်။ဒါတွေမဟုတ်ပါဘူး။ရှင်ပြိုင်ပြီး quarter final အထိပါရောက်ခရင်ဒီအသင်း၈သင်းက FIFA ကျင်းပတဲ့2026ယူဆက်ခွန်ကမ္ဘာ့လားပြိုင်ပွဲကိုပါဝင်ရောက်ရှင်ပြိုင်ခွင့်ရရှိသွားမှာပါ။အခုလိုအခွင့်အရေးတွေအများကြီးရှိနေတာမို့လို့မြန်မာယူဆက်ခွန်အသင်းအနေနဲ့လည်းရတဲ့အခွင့်အရေးကိုရသလိုစောက်ကင်ပြီးစူးစမ်းဖို့လိုအပ်ပါတယ်။ပရိသတ်တွေရဲ့အားပေးမှုကိုအခိုင်အမာရရှိထားမှုနဲ့အတူပဲတစ်ခုခုကိုလုံပြောင်းနိုင်မှုမျှော်လင့်ရင်အားပေးနေပါမယ်ခင်ဗျာ။ ကျွန်တော်တို့ဒီနေ့အတွက်ကတော့ဒီလောက်ပါပဲနောက်လည်းပြည်တွင်းဘောလုံးသတင်းတွေနိုင်ငံတကာဘောလုံးသတင်းအကြောင်းအရာတွေပါတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက် channel လေးကို like and subscribe ပြုလုပ်ပေးသွားကြပါအောင်နောက်ထပ်သတင်းအကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါမယ်ခင်ဗျာ